ငါ့ဥက္ကကြော်လေးရပါပြီ။မမရှိလို့ပြောရမယ်လောလောဆယ်တော့ဟင်းကတုံ့ပြန်ဖြစ်သွားပါပြီ။အားလုံးမင်္ဂလာပါ။ဒီနေ့လည်းဦးចောင်းသားဦးအတွက်ထမင်းကြိုက်ကျင်ပါမယ်။ဒါပေမဲ့ဖြစ်ချင်တော့ထမင်းကြိုက်ကျင်ဖို့အတွက်အသားစိန်ရောအသီးရောကိုဝယ်ထားရမှာရှိပါအောင်။အဲ့တော့အချောက်ချမ်းအကန့်ထဲမှာဗာလေးချက်လို့ရမယ်။ကြည့်လိုက်ပါဦးမယ်။လေးနောက်ပြုတ်စားပါမယ်။အမအောင်ဆုံးနေတဲ့ဒီကြက်ပွင့်လေးတွေကိုရေမျိုးဖြောပါမယ်။ နည်းနည်းလေးအညစ်ကြေးဆင်အောင်လို့ဦးလိုစားလေးပါထည့်ပြီးတော့ရင်မွေးထောက်လိုက်ပါမယ်။အရင်မွေးစုပြားလို့ပါနော်။ဦးဒီနေ့ထမင်းကြိုင်အတွက်က recipe လည်းမရှိပါဘူး။ဒီတိုင်း recipe management ပါနော်။အိမ်မှာရှိတဲ့ဟာလေးတွေနဲ့ဘလို့ချက်ပြီးတော့ထမင်းကြိုင်ထုတ်သွားမလဲဆိုတဲ့ပုံစံမျိုးရှက်သွားတယ်ပေါ့နော်။အခုဒီကြောက်ပွင့်လေးတွေကိုရင်သွေးစိမ်းထားတော့နေမှာဒီမော်လာဦးနေလေးလည်းလှိလိုက်ပါမယ်။

ဦးသက်လေးနဲ့ဦးတို့တက်တုံပြူစီချက်ဆက်ချက်ပါအောင်လေဒီဦးကဦးဝယ်ကအသက်လေးပေါ့နော်ဟိုနည်းနည်းလေးတော့ပိုးဆိုင်ကြီးအောင်ဝယ်ထားတာဆိုင်တော့ကြီးရဲဒါပေမဲ့ပထမဦးထပ်တော့တော်တော်လေးပေါ့ပါရဲ့ကမကက်ကတော့3မီတလလောက်ကြာမှာပြန်ပြောပါမရှင်ဦးတို့တက်တုံပြူစီချက်အတွက်ပထမဦးဆုံးစီပြီးတော့ဆန်ရင်းမဟုတ်ပြီးွားလို့ရှိရင်တော့တက်တုံပြူလေးတွေကိုတစ်ခါရဲထည့်ပြီးတော့စီချက်ဆက်လိုက်ပါမယ် ကဲလားဆိုလို့ရှင်ပေါ့နော်ဥရဒီဘက်မှာစီကြက်လေးချက်ထားတော့မှာအတုပ်အတွက်ပေါင်ကြစီလေးစားထည့်ပါမယ်ဥကြောက်ပွင့်နေကိုစစောသေးလာတယ်မုံလောက်နေလေးထည့်လိုက်ပါမယ်ဒါလေးတော့တွတ်တွန်နေလေးပါဥဒီရောနည်းနည်းမင်းလေးလည်းညှက်ထည့်လိုက်ပါမယ်ပြီးရင်ဥပဲမုံလေးကိုလည်းနှစ်စွန်းထည့်လိုက်ပါမယ်ဘွတ်ထွီထွီလေးကြိုက်တော့ပဲမုံနည်းနည်းသူများထပ်ဖို့သုံးနေပေါ့နော် ဒီ new deal လုံးမုံလေးလည်းတစုံထည့်လိုက်ပါမယ်စားရဲ့စုံကြောက်လေးလည်းထည့်လိုက်ပါမယ်နန်းငမ်းကြိုက်အစစအကချက်ထားစီတလေးထည့်လိုက်ပါတယ်။အတုပ်ရဲ့အရေးကြီးဆုံးတက်မြာတီးပေါ့နော်။တက်မြာတီးရအူအိမ်မှာမရှိပါဘူး။ကျောင်းသားရဲ့လမ်းမှာ7နေဝယ်ပြီးတော့ကျောင်းရောက်တော့မှပဲထည့်ပါတော့မယ်။ ခုဒီမှာပေါ့နော်ခြေလေးနည်းနည်းချက်လာပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ကဦးကြောက်ဝင်းတုတ်တမျိုးတည်းဖြစ်နေရောကျုပ်ကြော်ရဲပြီးသွားလို့ရှိရင်မနေ့ကချက်ထားတဲ့ငါအုတ်ကတ်ရဲ့ပြန်ကြော်ပြီးတော့ထည့်သွားပါမယ်ဘာမှရှိဘူးလို့ပြောရမယ်လောလောဆယ်တော့ဟင်းကတုံမျိုးဖြစ်သွားပါပြီခဲ့တာဆိုလို့ရှိရင်တော့ဆက်ချက်လိုက်ပါဦးမယ်ကြောက်ဝင်းတုတ်ဘူးလေးကိုပြီးသွားခဲ့ပါပြီအာ ကြောင်းနောက်ကြနေပြီးတော့အပင်ကြီးရရောကြောင်းဒီဒီစီချက်ထဲမှာပဲကျုပ်ထည့်ထားလိုက်ပါတယ်ကျုပ်ကြော်လေးရပြီပေါ့နော်ပြီးသွားလို့ရှိရင်ငါးလေးကြော်ပြီးဝိုင်းចောင်းတော့ပါတော့မယ်ငါးဟုတ်ကတည်းကြော်ပါတော့မယ်ကဲဒါဆိုဥရောငါးဟုတ် ငါးဥက္ကကြော်လေးရပါပြီဒီနေ့ရဲ့ recipe management ကတော့ပထမနေ့မှာငါးကိုဟင်းလုံးမျိုးချက်ပြီးတော့ဒုတိယနေ့ကျလို့ရှိရင်လုံးဝဥက္ကချက်ပြီးပြန်ကြော်တာပါဒီငါးဥက္ကကြော်ကကျတော့ဒီထဲမှာလုံးဝဟင်းအနှစ်ကအသေးချဝင်ပြီးသားငါးကိုမှဥစီလေးနဲ့ပြန်ကြော်လိုက်တာဆိုတော့အရသာလည်းရှိတယ်တိကျလေးနဲ့လည်းဆက်ပေါင်းတယ်ဥငါးဥက္ကကြော်အရင်ကြိုက်ပါတယ်ဒီလားဆိုလို့ထမင်းကြိုက်ပြင်ပြီးွားပါပြီ။ကျွန်တော်ပါရမေး။ Bye ။ မှာတော့ကျုပ်ကျော်ရဲ့ငါ့ဘက်ကျော်ရဲ့ပြီးတော့ဒီဘက်ကကြီးရဲ့တက်တောက်ပွင့်တော့ပါနော်ကျောက်ပွင့်တော့လေးရပါပြီ။ခလောက်တံမရလို့ဇွန်နဲ့ဝင်လိုက်တာပါ။

他们公爱吗？教官姐呢？教官是啥来宝？啥宝 <laughs>？ 啥宝？